အဲမင်္ဂလာပါနော်ဒီကောင်ကကျွန်တော်မွေးစည်း site ပေါ့နော်မွေးစည်း site တင်ပေးမှာပေါ့နော်ဒီကျွန်တော်ဒီအချိန်20ပေါ့နော်အချိန်20မှာကျွန်တော်တို့ break sheet break sheet ထွက်တာကြည့်ပေါ့နော် break sheet ဒီမှာမထွက်ဘူးပေါ့နော်ကျွန်တော်သုံးခုခုကဗပောင်းစုံကနေဖမ်းထားတော့တော့ဒီမှာပေါ့ break sheet ကဒီ98ရဲ့အချိန်20မှာတစ်ခါထွက်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဂျားထဲမှာသူ break sheet အချိန်20မှာ break sheet မထွက်ခဲ့ဘူးပေါ့နော်မထွက်ခဲ့ဘူးဆိုတော့နီးက၄၅မျိုးလောက်လာစုံတာပဲနော် ဒီကျွန်တော်2020အကြိမ်20မှာတစ်ခါထွက်တယ်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ2024ရဲ့အကြိမ်20မှာတစ်ခါထွက်တယ်နော်သူထွက်ရင်လည်းသူကဒီ၄ဘိုင်ကိုနှလုံးပေါင်း၄နဲ့ပဲပေါ့နော်ဗရိရှိကူမှာ၄ဘိုင်ကိုနှလုံးပေါင်း၄နဲ့ပဲထွက်တယ်၄ဘိုင်ကိုနှလုံးပေါင်း၄နဲ့ပဲထွက်တယ်၄ဘိုင်ကိုနှလုံးပေါင်း၄နဲ့ပဲထွက်တယ်ပေါ့နော်သူအဲ့မှာကျွန်တော်က၃ခွန်ခွန်ကိုဘလို့ထုတ်လိုက်လဲဆိုတော့ပေါ့နော်ဒီမှာ तू ကအကြိမ်20မှာပထမဆုံးပေါ့နော်ဒီ98အကျင့်နဲ့ဆင်မှာသူကဘရိတ်ရှစ်လို့သူကအကျင့်နဲ့ဆင်မှာစပြီးကစားရပါတော့။အဲ့ဒါကစားလို့ရှိရင်သူကဒီရှစ်လေး6ကို စီလေးချက်ကိုသူကထွင်ပေါင်းလိုက်တာနော်ထွင်ပေါင်းလိုက်တာဒီမှာဆိုကျွန်တော်တို့ကတစ်ထွင်ပေါင်းလိုက်ပါနော်ထိတ်ကိုလည်းတစ်ပေါင်းတယ်ခါကိုလည်းတစ်ပေါင်းတယ်နောက်ဘက်ကိုလည်းတစ်ပေါင်းတယ်နော်နောက်ဘက်ကိုလည်းတစ်ပေါင်းတယ်အဲဒါဆိုရင်ထိတ်ကိုတစ်ပေါင်းလိုက်ရင်ကျွန်တော်တို့က900ရမယ်ပေါ့နော်စီထိတ်နဲ့တစ်နဲ့ပေါင်းရင်9လေးထိတ်နဲ့အဲလေးခါနဲ့တစ်တစ်နဲ့ပေါင်းရင်9 9နောက်ဘက်နဲ့6နောက်ဘက်နဲ့တစ်နောက်တစ်နဲ့ပေါင်းရင်9 9 9နော်အလုံးမင်္ဂလာပါနော်အဲ95ခွန်ဆိုတဲ့ဒေ့ကသူကနောက်နှစ်ကိုလိုက်တာဒီမှာနောက်နှစ်ကိုဒေ့လိုက်တာနော သူကထိုင်ပေါင်းတာတော့မှသူက10ကွဲမဟုတ်ဘူးနော်10ကွဲမဟုတ်ဘူးသူကဒီမှာသူကနောက်နေ့အဲ့ဒီနှစ်ဦးမှာလိုက်ထွက်မဲ့နှစ်ဦးမှာသူကတစ်ခါလို့တည်းလို့နော်ဒီမှာထိုင်ပေါင်းခြင်းနဲ့ရတဲ့ကဏ္ဍကသူကအတစ်ပြိတ်ဖြစ်ရမှာနော်ဒီမှာထိုင်ကိုကျွန်တော်၃ဟိုနေ့တစ်ကနေတော့မှ၉ထိပေါင်းလိုက်ပေါ့နော်တစ်ကနေ၉ထိပေါင်းလိုက်ရင်အရလာတဲ့ကဏ္ဍကသူကတစ်ပြိတ်ဖြစ်ရမှာဘာကြောင့်လဲနှစ်ဦးမှာတစ်ခါကြောင့်တစ်ပြိတ်ဖြစ်ရမှာအဲ့မှာ၉၅ခုပေါ့နော်ကျွန်တော်တစ်ထိုင်နဲ့ပေါင်းလိုက်ရင်၉၅ခုဒီတစ်ပြိတ်မလို့ဒီမှာ၉၅ခုထည့်လိုက်တာနော်ဒီကောင်ကဒေမွေးတီးရရမှာပဲနော် ဆိုတော့ကြတော့နှစ်ကောင်ကနေဆိုမွေးသီးတွေကြိုက်ကြရတယ်နော်မွေးသီးတွေကြိုက်ကြတော့ကျွန်တော်အဲ့ဒါမွေးသီးတွေပြန်တင်ပေးတာဒီကောင်ကကြတော့အာရတဲ့စနစ်တွေမဟုတ်ဘူးနော်ဒီမှာလေးတုံညာလေးဒုတိယမြောက်ဒီမှာအချိန်နဲ့ဆက်မှာဗရိတ်ရှိကစားတယ်နော်ဗရိတ်ရှိကစားနေလေးပိုင်နှလုံးပေါင်းလေးနဲ့ပဲကစားနော်အဲ့မှာသူကဒီကောင်ကိုသူကထွိုင်ပေါင်းလိုက်ပေါ့နော်ထွိုင်ပေါင်းလိုက်ကျွန်တော်ဒီမှာခွန်ထွိုင်ပေါင်းလိုက်အဲခွန်ထွိုင်ပေါင်းလိုက်ရင်လေးထိပ်ကိုခွန်ပေါင်းလိုက်ရင်တက်တုံညာခါကိုခွန်ပေါင်းလိုက်ရင်ခွန်အဲဒီလေးနောက်ဘက်ကိုခွန်ပေါင်းလိုက်ရင်တက်တက်ခွန်တက်နော် တစ်ခွန်တစ်ဒီနောက်နှစ်မှာသူကလုံးဝဒဲထွက်ရတယ်နော်နောက်နှစ်မှာလုံးဝဒဲထွက်ရတယ်ဒီခွန်ဘာကြောင့်ပေါင်းတာလဲဆိုတော့ကျွန်တော်တို့ကဒီနှစ်ဦးမှာကိုးခါလို့တဲလို့နော်ထွက်မဲ့နှစ်ဦးမှာကိုးခါလို့တဲလို့အဲ့မှာထွိုင်ပေါင်းခြင်းရလဲကဏ္ဍဒီလဲကိုးပရိကဏ္ဍဖြစ်ရမှာနော်အဲ့မှာတစ်ခွန်တစ်ဒီမှာကျွန်တော်တို့ဒီတတိယမြောက်သုံးညလေးလေးထွက်တယ်သုံးညလေးလေးထွက်တော့ဒီကောင်ကျွန်တော်တို့ကထွိုင်ပေါင်းရမှာပေါ့နော်ထွိုင်ပေါင်းရမှာအဲ့မှာကျွန်တော်ငါးခါရဲ့ရင်ဆိုင်ကဒီသုံးညလေးလေးကိုလည်းငါးနှစ်ခက်သုံးသုံးလုံးပေါင်းလိုက်တဲ့ကဏ္ဍလဲဟုတ်တယ်အဲ့ဆိုင်လဲဟုတ်တယ်ပေါ့နော်အဲ့မှာဒီမှာကျွန်တော်တို့ကသုံးသုံးလုံးပေါင်းလိုက်မယ်ထွိုင်ပေါင်းလိုက်မယ်နော် ပေါင်းလိုက်တယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ၃ညကို၃ပေါင်းရင်၃၃ထိပ်ပေါ့နော်၄ခေါက်၃ပေါင်းရင်ခွန်း၄နောက်ပိတ်ကို၃ပေါင်းရင်ခွန်း၃ခွန်းခွန်းနော်၃ခွန်းခွန်းဒါလည်းကျွန်တော်တို့၃ခွန်းခွန်းချဲပေါက်ချင်းမွေးဆိုပြီးကျွန်တော်ဒေလီကွက်တင်ပြီးတော့နော်အဲ့ဒီမှာကျွန်တော်တုံးခုံတစ်ခွက်ကစိုက်တီစုံနေလို့ဆိုကျွန်တော်တင်ထိုးလိုက်တာဒီမှာဘာကြောင့်လဲဆိုတော့နှစ်ဦးမှခွန်ခါတိုက်တယ်ပါလို့အဲ့ဒီခွန်ခါကြောင့်အဲ့ဒီထိုင်ပေါင်းနဲ့ကနန်းတီးတယ်ခွန်ပရိဖြစ်ရမှာနော်ဒီဘွဲမှာကျွန်တော်ကတခြားတုံးကက်မှုနဲ့ဒီမှာဖမ်းလိုက်တာအဲဒီမှာကျွန်တော်မိသွားတာပေါ့နော်ဒါမန်ပါရီရောလိုင်းပေါ်လူတွေရောနော်ချဲပေါက်ချင်းမွေးပါလို့နော်ကျွန်တော်တင်ပေးတယ်နော် ဘာလို့စနစ်တွေကဒါအကောင်းနေလို့ပြန်နော်မဟုတ်ကျွန်တော်မမမွေးသီးစောစောတွေ့နေတော့မမမွေးသီးလောက်မှာပေါ့ကျွန်တော်လည်းနည်းနည်းဟိုဟာမွေးသီးရထုတ်ပြီးပြီးမှဒီကောင်ကတွေ့ရဆိုတော့အာ line ပေါ့ဒီကျွန်တော်တို့ member group တွေပေါ့နော်အကုန်လုံးတင်ပေးတာနော်စနစ်ဒါအကောင်းလည်းကြည့်နော်အချိန်နဲ့ဆယ်မှာ shift လေးထွက်တာ၃ခါပဲရှိထွက်နေ၄ဘိုင်ကိုနှလုံးပေါင်း၄နဲ့ပဲထွက်တာနော်အဲ့ဒီမှာကျွန်တော်တို့က2ဦးမှာကျွန်တော်တို့ကနောက်နေ2ဦးမှာတစ်ခါတည်းလို့ဒီထွိုင်ပေါင်းတဲ့ကဏ္ဍဒီလေ tip break ဖြစ်ရမှာအဲ့ tip break ကဏ္ဍဒီ၉၅ခွန်အဲ့၉၅ခွန်ဒီနောက်နေတဲထွက်တယ်နော်ဒီဖရင်ရဲ့အလုံးလုံးချက်ကိုကြည့်ပေါ့နော် ဒီမှာကျွန်တော်တို့ဒီမှာဒုတိယမြောက်အချိန်နှစင်းမှာ break ရှစ်ကစားတော့လေသူက၄ဘိုင်နှလုံးပေါင်း၄နဲ့ပဲကစားတယ်ပြီးလို့ရှိရင်သူကနောက်နေ့နှစ်ဦးမှာသူက၉ခါတယ်လို့ဒီထွိုင်ပေါင်းတဲ့ကနန်းဒီလေ၉ break ဖြစ်ရမှာခုနကခွန်ထွိုင်ပေါင်းလိုက်ရင်တစ်ခွန်တစ်တစ်ခွန်တစ်ဒီနောက်နှစ်ကိုဒဲအောင်မယ်နော်ဒီမှာကျွန်တော်တို့တုံညာလေးလေးဒီမှာလည်းသူက၈ break ၃ခါကစားတယ်သူက၄ခါကို ग्वा လေးနှလုံးပေါင်း၄နဲ့ပဲကစားတာပေါ့နော်သူကတလုံးဒီနှလုံးပေါင်းချင်းနဲ့ညီတာပေါ့အဲ့မို့သူကဒီနှစ်ဦးမှာခွန်ခါတယ်လို့ဒီမှာထွိုင်ပေါင်းလိုက်တဲ့ကနန်းဒီခွန် break ခွန် break ကနန်းဖြစ်ရမှာအဲ့မို့ကျွန်တော်တို့ကဒီမှာ၅ခါရင်ဆိုင်ရတုံညာလေးလေးကို၅နဲ့ခက်၃၃ပေါင်းလိုက်စိုက်ကိုအဲ့မှာ၄၅၀လောက်ဆုံးတာနော် နောက်မှကျွန်တော်ဒီချိန်မှာကျွန်တော်ဘာဖမ်းလိုက်တာဒီချိန်မှာတင်ပြီးတာဘာကြောင့်ဖမ်းလိုက်တာဆိုတော့ဒီမှာ၃ကတ်မူလေးနဲ့ကျွန်တော်တင်ပြီးလိုက်တာဒီမှာ၃ခွန်ခွန်အောင်နော်အဲ့မှာဒီမှာကသူကဒီငါ၃ဖိုင်ပေါင်းလိုက်၃ခွန်ခွန်နှစ်ဦးခွန်ခါကြောင့်ခွန်ပရိတ်ဆိုပြီးတော့မှကျွန်တော်ဒီပွဲမှာကျွန်တော်စတင်ပြီးတာနော်ကျွန်တော်မမဂရူတဲ့ရောဒီ line ပေါ်ကိုအကုန်တင်ပြီးလိုက်တာနော်ချဲပေါက်ချင်းဒင်မွေးဆိုပြီးတော့ကျွန်တော်တို့ထုတ်ပြလိုက်တာတော့ဒီ၅ခါပေါ့နော်၅ခါရင်ဆိုင်ကတုံညာလေးလေး၅နှစ်ခါ၃၃လုံးပေါင်းဆိုပြီးတော့နော်အဲ့စနစ်ကပြကျွန်တော်ကအဲ့ဒီပွဲမှာပေါ့နော်ကျွန်တော်ဒီမှာ၆နောက်ပိတ်ခေါ်တာ၆နောက်ပိတ်ခေါ်တာ ခေါင်းတကယ်လို့အဲ6နောက်ပဲကြာပြီဆိုကျွန်တော်ဒီဘွဲမှာအုံးမလို့ဆိုပြီးတော့သူက6နောက်ပဲလည်းကြာပြန်ကြာလေးဖြစ်သွားလို့နော်ဒီကနေ့ကိုကျွန်တော်လုံးဝအုံးမလို့စောင့်နေတာကျွန်တော်တို့မှအဲ့လိုမျိုးကြီးခံစားရတာလေနော်ဒီဗရိတ်ရှိကြောင်းတော့နော်သူကဗရိတ်ရှိကြောင်းသူတစ်နှစ်ကျော်မှာသူကသူရဲ့ရှင်းနှစ်မှာဒီပထမဆုံးထွက်တဲ့ရှင်းဗရိတ်နော်ဒီမှာအချိန်နဲ့ဆက်မှာဗရိတ်ရှိကြတယ်သူရှင်းနှစ်မှာသူပထမဆုံးထွက်တဲ့ရှင်းဗရိတ်အဲ့ရှင်းဗရိတ်ရဲ့ရင်းနိုင်တစ်နှစ်ကျော်ကနန်းကလုံးဝပြန်ကြာရတာ ไอ้356တော့ဒီပွဲမှာမထွက်ခဲ့ရင်အပီးစော်မှာဗောနော်ကျွန်တော်တို့စောင့်နေအဲ့လိုမျိုးသူကဒီကဒီမှာတော့နှစ်ခါတော့ပြန်ကြရဗောနော်နှစ်ခါတော့ပြန်ကြရဒီမှာလည်းသူကဒီပရိရှိအချိန်နဲ့ဆင်မှာထွက်တော့သူရှင်းနေမှာပထမအောင်ထွက်တဲ့ရှစ်ပရိကိုလိုက်ရှာနော်ပထမအောင်ထွက်တဲ့ရှစ်ပရိဒီဒီမှာအရှိပရိရဲ့ရင်တန်းရောဒီဒါရင်နာစိုက်ပေါ့ဗျာနော်သုံးတုံညာခုအဲ့ကောင်ကလည်းပြန်ကြရတာကျွန်တော်ကတခြားစိုက်တစ်ခုနဲ့ကျွန်တော်ကဒီ666လို့ဆုံးခဲ့ရင်ဒီကောင်စော်မလို့အောက်မှာ6နောက်ပိတ်ထပ်ပြီးတော့ ီမှာလဲသူကဒီပရိသတ်ကသာလဲသူရှင်းနေမှာလဲသူကပထမောင်းထက်တဲ့ရှင်းပရိသတ်ရှင်းခွန်တော့အဲရှင်းခွန်တော့ရေးတဲ့တနေ့ကျော်ကဒီကနန်းကိုအိုးဖို့စောင့်နေတာဒီပွဲမှာအိုးမလို့ဒီမှာ6 6 6လို့စောင်းရင်6နောက်ပိတ်ထက်ပြီးတော့အဲ့ကောင်ကိုအိုးမလို့ဒီမှာကသူက6နောက်ပိတ်ကို6 6 6စောင်းနေတယ်တခါလဲတန်းထွက်သွားလာဒီကောင်ကျွန်တော်အပီစောင့်နေတာနော်ဒီမှာ6 6 6လို့ကျွန်တော်စောင်းခဲ့ရင်ဒီမှာ6နောက်ပိတ်ထက်ပြီးတော့မှဒီကောင်ကိုစော်ဖို့ကျွန်တော်ကပြန်ကြဆိုပြီးတော့မှသုံးကတ်မှာတော့လှည့်သွားတာဗျာနော်သူက6နောက်ပိတ်ထိုးလာနေ6နောက်ပိတ်ထိုးလာနေသူကတခါလဲပြန်ကြသွားတာ မှန်တို့ဒီမှာ6နောက်ပိတ်ဝင်ပြီးတော့ပြကြမဟုတ်ဘူးဒီမှာဆိုကျွန်တော်တို့ကလုံးဝ356 536နှစ်ကောထဲအောင်ရမှာနော်ဟုတ်ပြီနော်ဒီစနစ်ကအလုံးလုံးတဲ့အကြောင်းပြောပြတာနော်ပြောပြတာအဲ့ဒါဆိုဒီ6ပိတ်ကနေတော့မှဒီချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်နော်ဒီ9နှစ်ပေါ့တနည်းနည်း3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်သွားလိုက်တဲ့ဒီ6နှစ်တက်ကသူက10နောက်ပိတ်စီအငိမ့်နော်10နောက်ပိတ်စီငိမ့်ခါသည်ထိတ်ထိတ်သည်ခါနော်ရှည်တွေကိုလှန်လိုက်တာပေါ့ဒီရှည်တွေကိုလှန်လိုက်တာပေါ့နော်10နောက်ပိတ်စီငိမ့်ခါသည် ထိတ်ထိတ်ဒီခါနော်ရှည်ရွယ်ဟုတ်လားအဲ့နှစ်ရှင်းနှစ်တက်ကိုနှစ်ရှင်းတက်ဆိုပြီးတော့ဒီနောက်နှစ်မှာလုံးဝထဲလိုက်ထွက်တယ်ဒါမွေးတိပေးတာနော်သူမွေးတိကြိုက်တဲ့လူတွေရှိလို့နော်ဒီမှာရှစ်ပရိတ်နဲ့ပတ်သက်ပြီးတယ်သူကတော်တော်လှုပ်လှုပ်သွားတယ်နော်ပထမဒီမှာရှစ်ပရိတ်ကိုတက်ထွင်ပိုင်းလာတဲ့ကဏ္ဍကဒီကတက်ပရိတ်ကဏ္ဍအဲ့တက်ပရိတ်ကဏ္ဍဒီဘာကြောင့်လဲနှုတ်ဦးမှာတက်ခါကြောင့်တက်ပရိတ်ကဏ္ဍဖြစ်ရမှာအဲ့ကဏ္ဍဒီနောက်နှစ်ဒေးလိုက်ထွက်တာနော် ်အတူရှင်တွေကပထမအောင်ထွက်တဲ့ရှစ်ပရိတ်ရဲ့ရင်လိုက်တနည်းတော်ကနန်းကလည်းအဲ့ဒီထဲမှာပြန်ကြရတာနော်အဲ့လိုလုံးလုံးသွားပြီးဖြစ်တဲ့အတွက်ဒီရှစ်ပရိတ်ကနေတော့မှခုနှစ်နှစ်မြောက်ရေးလိုက်တဲ့ရှစ်နှစ်တစ်ကနောက်ပိတ်တိညထိတ်စီစီကခါတီထိတ်စီနဲ့သူကအဲ့ဒီနှစ်ထဲကိုရှစ်နှစ်မြောက်ကိုလိုက်ထွက်ရမှာနော်သူကတနည်းနည်းနည်း၃နှစ်၄နှစ်၅နှစ်၆နှစ်9နှစ်ရှစ်နှစ်မြောက်ထဲမှာနှစ်ရှစ်တစ်ဆိုပြီးတော့ဒဲလိုက်ထွက်ရမှာနော်ဒါမူတိလို့ကျင်းတဲ့လူကြီးနော်ဒီမှာလည်းကျွန်တော်ဒီမှာခွန်ထွန်ပေါင်းလိုက်တာတစ်ခွန်တစ်ရတယ်တစ်ခွန်တစ်ဒီကိုပရိတ်နှင်းကိုခါမလို့ကိုပရိတ်ကနန်းဖြစ်ရမှာဒီမှာတစ်ခွန်တစ်နော်သူဒဲအောင်တယ်အောင်ပြီးရင်သူက သူရှင်းနေကပထမထက်ရှင်းပြရင်တန်းရကနန်းကလည်းဒီနေ့တနေ့ကျော်ကနန်းကလည်းသူကပြန်ကြရတယ်နော်ပြန်ကြသွားပြီလို့လှုပ်လှုပ်သွားပြီဆိုရင်တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်မြောက်ကကနန်း6 3ည8အဲ6 3ည8ကရှင်းနေမြောက်ကိုလိုက်ထွက်ရမှာအဲ့မှာ3ည6 8လို့လိုက်ထွက်တယ်နော်အဲ့ဒီမှာကျွန်တော်တို့ကနောက်ပိတ်ချင်းနောက်ပိတ်ဒီအရင်3ည9 8 3ည8 6ထိတ်ဒီ6ခါရှည်တယ်ရှည်ဝဲကိုလှမ်းမှာ6 3ည8ကို3ည6 8လို့ဒဲလိုက်တာဒီမှာ3ည6 8လို့ဒဲလိုက်ဟုတ်ပြီနော် အဲ့ဒါဒီမှာကျွန်တော်တို့ကဘရိတ်ဘရိတ်ရှိတီကျင်းနေဆင်မှာ၃ငါပဲထွက်တာအဲ့မို့ကျွန်တော်ဒီမှာကဒီနှစ်ဦးမှာကျွန်တော်တို့ကခွန်ခါတဲသွားတာဟုတ်ခွန်ခါတဲလို့ဒီမှာထိုင်ပေါင်းလိုက်တဲ့ကဏ္ဍခွန်ပရိကဏ္ဍဖြစ်အောင်ကျွန်တော်တို့က၃ထိုင်ပေါင်းလိုက်၃ခွန်ခွန်၃ခွန်ခွန်ကဒီမှာလုံးဝထဲလိုက်သွားတာနော်ဒါချဲပေါက်ချင်းမွေးဆိုပြီးတော့ဒီပွဲမှာပဲထွက်သွားတာကျွန်တော်လည်းဒါလေးရလိုက်လို့အမှတ်တရလေးဖြစ်သွားဒီမှာကျွန်တော်အဲ့ဒီဘက်ပတ်ထန်လည်းပြက်နေတာလေနော်ပတ်ထန်လည်းပြက်နေတာဒီကတိတ်စိတ်လည်းတအားကြီးမပွားဘူးပေါ့နော်မပွားမှလည်းအဲ့ဒီဒီကွက်ပဲနဲ့တင်ထိုးလိုက်တာဒီဒီကွက်ရသွားတာအမှတ်တရလေးဖြစ်သွားတာ အမှုတူသူရှင်းနေကဒီရှင်းပရရဲ့ရေတိုင်းတနေ့ကျော်ဒီကနန်းကိုကျွန်တော်ကအော်ဖို့စောင့်နေတာအဲ့မှာဒီမှာဒီတုံးကလိုင်းနဲ့ကျွန်တော်က666လို့စောင့်ခဲ့ရင်နောက်ဝဲပြန်ကြလို့ကျွန်တော် line မတင်ပေးထားတယ်နော်သူက666လို့စောင့်တာနဲ့ပြန်ကြလို့တခါလဲတွေ့သွားတာမဟုတ်ဒီကောင်ဒီပွဲမှာအော်ဖို့ဟာဒီစနစ်နဲ့ချိန်ထားတာကျွန်တော်ကနော်အဲ့မှာဒီမှာပြန်ကြရည်ဒီမှာလဲတခါလဲထက်ထက်ဆော့သွားတာထက်သွားလို့ကျွန်တော်ဒီမှာအော်လို့မရတော့ဒါမှကျွန်တော်ထက်ထူတယ်36 536 36 2ကွက်ထက်ထူတယ်နော်ကနန်းထက်ပြီးပြန်ကြရင်ကြမှာဆိုပြီးတော့မပေးဘဲနဲ့6လေး6ပဲပြီးသွားပါတော့နော်အဲ့ဒါမျိုးကျွန်တော်ကဒီ shift လေးကအလုံးလုံးသွားပြီးဖြစ်တဲ့အတွက်တနေ့နေ့3နေ့4နေ့5နေ့6နေ့9နေ့10နေ့မြောက် တနေ့နေ့နေ့၃နေ့၄နေ့၅နေ့၆နေ့၇နေ့မြောက်ကဒီကနန်းအဲ၇နေ့မြောက်ကနန်းကသူကတနေ့နေ့နေ့၃နေ့၄နေ့၅နေ့၆နေ့၇နေ့ရှစ်ပြိတ်မို့လို့ရှစ်နေ့မြောက်ကိုလိုက်ထွက်ရမှာနော်ဩဒါပေါက်ဖော်လားမဖော်လားဆိုတာတော့နော်ကျွန်တော်ရင်ပြတ်တော့တဲ့ channel မှာကျွန်တော်တင်ပြခဲ့တာတည်ရကျွန်တော် member တွေလည်းကျွန်တော်တည်ရနော် ဟုတ်လားမဟုတ်လားဆိုတာဒါကျွန်တော်ကိုယ်တိုင်ကျွန်တော်ကပေါက်နေပေါက်တယ်မပေါက်နေမပေါက်ဘူးနော်လွဲလို့လွဲတယ်ပြောတယ်လည်းမရှိဘူးနော်ပေါက်လို့ပေါက်နေတယ်ကျွန်တော်ဂုံယူဝင်ကြောသာပြောတယ်နော်အခုကကျွန်တော်ကဒီ site နဲ့ပတ်သက်ပြီးသူ့ရဲ့စနစ်ကိုကျွန်တော်ကရှင်းပြတာနော်မွေးသီးလို့ကျင်းတဲ့လူတွေဒါမလို့ကျင်းတဲ့လူကတော့ထွက်သွားပါနော်ထွက်သွားပါဆိုင်းကောင်းကောင်းမင်္ဂလာပါနော်ဒီမှာ ship rate က9နှစ်မြောက်ကြီးလိုက်တဲ့140ဟာသူနောက်ပိတ်ဒီသူ့ site သူ့သူ့စနစ်ရဆိုရင်နောက်ပိတ်ဒီအငင်းခါးဒီထိတ်ထိတ်ဒီခါး140ကို480လို့သူကလိုက်ထွက်ရမှာ အေးလို့သူကကြော်စာရေးတချို့ကကြတော့နားမလဲဘူးနော်740ကို480လို့သူစနစ်ရတော့နော်480တဲ့ပေါ့ဒါမှမဟုတ်အာအောင်ရံပြီးမွေးခြင်းလဲမွေးပေါ့နော်ဒါလိုက်ထွက်ဖို့အကောင်းတဲ့စနစ်တည်းခုလိုပွဲမှာဆိုကျွန်တော်တို့ကအင်းဂွားနှင်းနဲ့ပေါ့နော်ဂွားနှင်းနဲ့ဘရိတ်နှင်းဖို့မွေးဆိုရင်အဲဒီကောင်က438တို့နော်438တို့834တို့အဲအဲ့လိုမျိုးတွေထိုးလို့ရတယ်နော်834တို့640ဗမာလုံး640တည်းဒါ840လေး 640မဟုတ်လေ140လေးနော်ဒီရှင်းပရိတ်ကနေခုနှစ်မြောက်ကြီးလဲဒီကနေ့ငါရှင်းနှစ်မြောက်ကိုလိုက်ထွက်ရမှာနော်ဒီလက်ကြံ6ကြိမ်မှာသူစနစ်ပေးမယ်ဆိုရင်ပေးမယ်ဆိုရင်ရမယ်မပေးဘူးဆိုရင်မရဘူးနော်အမှု480သူစနစ်ရတော့480တက်ဒါမှမဟုတ်ကျွန်တော်ကညံကုတ်ပြီးတော့မှဖော်မွေးနဲ့ဒီမှာထိုးမယ်ဆိုရင်ဂွားနှင်းနဲ့ဗရိတ်နှင်းဆိုရင်ကျွန်တော်438လို့438 834နော်ကျွန်တော်ကဒီပွဲမှာခေါ်ချင်တာကြည့်နော်ဒီရှစ်ပိတ်စကြတာနဲ့တွေ့ရတဲ့ဒီနေ့ကျတော့ဒီကနန်းကပြန်ကြ အဲ့တော့ပြန်ကြပြီသူရဲ့နှစ်ပွဲကြော်မှာသူကအဲ့ဆလေးပရိတ်ကိုပေါ့နော်ဒီပြန်ကြတဲ့ကတန်းကြီးဆလေးပရိတ်အဲ့ဆလေးပရိတ်ကိုသူနှစ်ပွဲကြော်မှာဆလေးပရိတ်လို့ရိုက်ခဲ့မယ်ဆိုရင်ဒါဒီပွဲမှာအောင်းမှာဒီမှာလည်းကျွန်တော်ပထမဆုံး၈ပရိတ်စကြတာနဲ့သူရဲ့ယူနိုက်တက်ကြော်ကတန်းကသူကပြန်ကြတာအဲ့ပြန်ကြတဲ့ကတန်းကြီး၁၀ပရိတ်အဲ့၁၀ပရိတ်ကိုနှစ်ပွဲကြော်မှာ၁၀ပရိတ်လို့အတိအကျရိုက်ခဲ့ရင်ဒီပွဲမှာကျွန်တော်အောင်းမှာနော်အခုဒီမှာလည်းပထမဆုံးထွက်တဲ့၈ပရိတ်ယူနိုက်တက်ကြော်ဒီကတန်းကလုံးဝပြန်ကြသွားပြီအဲ့မို့သူရဲ့နှစ်ပွဲကြော်ဒီပွဲမှာလား ဒီဘွဲမှာ liberate ကြခဲ့မယ်ဆိုရင်ဒီဘွဲမှာ तू က celebrate အတိအကျကြခဲ့မယ်ဆိုရင်ဒီဘွဲမှာကျွန်တော်အိုးမှာနော်ဒီမှာက celebrate ဒီမှာတော့ तू က20 liberate ဖြစ်နေတာပဲနော် celebrate တော့မဟုတ်ဘူး20 liberate ဖြစ်နေတယ်အဲ့မို့ကျွန်တော်တို့ကဒီမှာကအဲဒီသူ့အောက်မှာလည်းကျွန်တော်တို့ကထည့်ထည့်ထိုးရမှာနော်ကျွန်တော်အိုးမယ်ကနဒီဘွဲမှာအိုးမယ်ကနဘူးဒီမှာ तू က brake လေးကြသွားလို့သူ့အောက်မှာအိုးနေအိုးမယ်ဒါမှမဟုတ်ရင် तू က brake 24ဆိုတော့24အတိအကျဒီဘွဲမှာထပ်ကြခဲ့မယ်ဆိုရင်နော် brake 24ကိုအတိအကျကြခဲ့မယ်ဆိုရင်ဒီဘွဲမှာကျွန်တော်အိုးမှာနော်အချိန်20မှာ ိမကွာကျွန်တော်ကဟိုကဖြစ်တာပါဗျစနစ်ကသူကဘယ်လိုဖြစ်လဲဆိုနည်းနည်းလေးဟိုကနည်းနည်းလေးဟာဒါအိုဂျင်နယ်လူတွေအိုးလို့ရအောင်ကျွန်တော်ပြပေးမယ်ပေါ့နော်ဒါကြိုက်နေအိုးပေါ့သူကလုံးဝမကြိုက်ဘူးဖြစ်နေတာပဲနော်ဒီမှာကျွန်တော်တို့ဒီကျွန်တော်တို့ဒီရှစ်ပိတ်ကနေတနည်းနည်းလေး၃နှစ်မြောက်သွားလိုက်ပေါ့နော်၃နှစ်မြောက်သွားရင်သူကဒီ၉နောက်ပိတ်ရှိရပြန်နော်အဲ၉နောက်ပိတ်ကတော့၉နောက်ပိတ်ကတော့ဒီကနန်းကသူကသူကပြန်ကြတယ် ။ဒါအိုးကြီးအိုးလို့ရအောင်ပြောပြရနော်။ဒီမှာကျွန်တော်ကိုနောက်ပြီးအောက်ကဒီ68ခွန်က68လို့ပြန်ကြတယ်။ပြန်ကြလို့ရှိရင်သူကဒီထိတ်ကြီးသုံးလုံးဒီထိတ်သုံးလုံးကိုကတွေ့ရင်တိုင်းမှာကိုပရိတ်လို့ရိုက်တယ်နော်။ကိုပရိတ်လို့ရိုက်တယ်။ကိုပရိတ်လို့ရိုက်ပြီးတော့မှသူကအဲ့ရိုက်တဲ့ကိုပရိတ်ကသူက641လို့ထောက်အောင်အဲ့ထောင်နဲ့ထောင်လေးတက်ကကျွန်တော်ကပထမအောင်ကြားတယ်ကျွန်တော်တို့ဒီ10ပြိတ်အ10ပြိတ်မှာထိသုံးလုံးပေါင်းရင်၄ခါသုံးလုံးပေါင်းရင်6နောက်ပြိတ်သုံးလုံးပေါင်းရင်၄6လေးတက်ကဒီမှာကျွန်တော်တို့ကိုနောက်ပြိတ်အောက်မှာဒီကနန်းပြန်ကြတော့ဒီထိသုံးလုံးကိုသူက ကိုထိတ်တုံးကိုကိုပရိတ်လို့ရေဆိုင်မှာရိုက်တာရိုက်တဲ့ချိန်မှာဒီကိုနောက်ပြီးကြောင့်ဒီဆောင်းတုံးလုံးကလည်းသူကကိုလို့သူကစောင်းတာနော်စောင်းတဲ့ချိန်မှာသူကဒီမှာပေါင်းချင်းရလက်4 6တစ်ကိုဒီမှာ6 4တစ်လို့ထောင်းတာထောင်းတဲ့ချိန်မှာသူကဒီတုံးလုံးကလည်းသူကတည့်ရပါဘာ6လို့ထည့်တာနော်အဲ့လိုထည့်ရဆိုတော့ကျွန်တော်တို့ကသူ့အောက်မှာထွက်တဲ့ခဏကဒီမှာပေါင်းချင်းရလည်း6 4 1ဒီမှာထောင်းတဲ့ကောင်ကလည်း6 4 1အဲ့မှသူကမှဒီ6 4 1ကိုအိုးလို့ရတယ်သူနှစ်ကတ်မှာတော့ကိုက်တယ်သုံးကတ်မှာကွဲသွားတာနော်အဲ့ချိန်မှာသူကဒီခါတုံးလုံးရဲ့ ခါတုံး6ရဲ့ပါပေါ့တိပရိပါလို့သူကတခါလေသူကတွဲလာနော်ဒီနှစ်ကက်မှာနှစ်ကက်မှာလေသူကလုံးဝညီတယ်ဗျနော်ညီတယ်ဘလို့ညီလဲဆိုတော့ဒီရှိပရိကတနည်းနည်း3နှစ်မှာပေါ့နော်3နှစ်မှာသူကဒီ9နောက်ပိတ်အဲ9နောက်ပိတ်အောက်ကဒီတိတိခုံကအဲသူကပြန်ကြတာမတုံးကမကင်တော့အိုးတယ်ဗျမကိုက်လို့နော်အဲတိတိခုံကပြန်ကြပြန်ကြရင်သူကဒီထိသုံးလုံး6 5 3ညဆိုတော့တစ်ကအတိပရိတ်လိုရိုက်တာရိုက်တဲ့အချိန်မှာသူကဒီ9နောက်ပိတ်ကိုဒီဆောင်ဆုံးလုံးကိုးတာသူက အချိန်မှာသူကနောက်ထောင်သုံးလုံးဒီရှစ်အဲတောင်းသုံးလုံးဒီ၃ရှစ်ပါပါ၃အဲ့ခုနှစ်ကိုဒီခုနှစ်ကကျွန်တော်တို့ဗရိတ်ရှစ်လို့စကြတဲ့အချိန်မှာနော်ဒီထိတ်သုံးလုံးကလည်း၉ခါသုံးလုံးကလည်း၂နောက်ပိတ်သုံးလုံးကလည်း၇နော်ဒါရှစ်ပိတ်ပထမကြတဲ့ရှစ်ပိတ်ရင်းနေကနေပြန်ကြသွားဆိုလို့ဒီပေါင်းချင်းဟာသူကဒီမှာထိတ်သီးလာထောင်းတာနော်ဒီ၉ထိတ်၉နောက်ပိတ်အောက်မှာပြန်ကြကနေဆော့ပြီးတော့မှထိတ်သုံးလုံးတက်ကိုတက်ပိတ်လို့ရရဲ့အချိန်မှာဒီ၉နောက်ပိတ်ကိုလည်းသုံးလုံး၉တယ်နော်အဲ့မှာသူကနောက်ထောင်သုံးလုံးဒီခုနှစ်ကိုခုနှစ်ကိုဒီဒီပထမထွက်တဲ့ရှစ်ပိတ်မှာသူကပေါင်းလိုက်တာခုနှစ်ကိုလို့ရတယ်အဲ့ပေါင်းလိုက်တဲ့အဲ့နောက်ထောင်သုံးလုံးဒီမှာပေါင်းချင်းရောဒီမှာထောင်းတဲ့ကနန်းရော သူကလုံးဝသူ့အောက်မှာဒဲထွက်တာနော်သူ့အောက်မှာသူကလိုက်တာအဲ့ချိန်မှာသူကဒီခါသုံးလုံးတုံတုံးရဲ့ပါပါကိုရှစ်ပရိတ်ပါလို့သူကတခါလေးလိုက်တာကျွန်တော်ဒီမှာတစ်ချက်ဟနေတာဗျာနော်ဒီရှစ်ပရိတ်ကနေတော့မှတစ်ချိန်တစ်ချိန်တနည်းနည်းသုံးနှစ်မှာသူကသုံးနှစ်မှာသူကဘာလုပ်လဲဆိုဒီကိုးနောက်ပိတ်နော်ကိုးနောက်ပိတ်အောက်ကဒီတစ်3ည6ကသူပြန်ကြပနန်းဆော့တာပဲနော်ဆော့ပြီးတော့မှဒီမှာသူကဒီထိသုံးလုံး၄ကလေဒီမှာ၄ပရိတ်လို့ရိုက်တာပဲရိုက်တဲ့အချိန်မှာဒီကိုးနောက်ပိတ်ကိုသူကဒီဆောင်သုံးလုံးကိုလေကိုးတာပဲ အဲကိုးတာပဲသူကဒီမှာနောက်ထောင်သုံးလုံးတုံညပေါ့နော်တုံညရဲ့ပေါ်ပေါ်ဒီသုံးလုံးငားတာငားလို့ထည့်သွားတယ်ဒါပေမဲ့ဒီနောက်ထောင်သုံးလုံး668ဒီဒီပထမောင်းထွက်တဲ့ရှစ်ပရိတ်မှာသူကအပေါင်းကြီးမဖြစ်ခဲ့ဘူးထိသုံးလုံး၃ခါသုံးလုံး၂နောက်ပိတ်သုံးလုံး၂ဒီမှာကျတော့သူက၃နှစ်နှစ်ဖြစ်နေတာနော်ဒီမှာကျတော့၃နှစ်နှစ်ဖြစ်နေတာဒီမှာထောင်နာက668ဖြစ်နေတာဒီပထမကတ်မှာကြည့်နော်ဒီမှာပေါင်းတာက461အဲ461ကဒီမှာသူက641လို့ထောင်တယ်ထောင်ပြီးတော့မှ416လို့သူကဒဲထွက်တာနော်ဒီမှာသူက461ကိုနော်461ကိုသူက ထိတ်စီရအညီမနော်နောက်တွဲကိုလှန်တာထိတ်စီရလေးတိကအညီဒီခါသုံးခါလုံးသုံးလုံး6ကနောက်ပေးနောက်ထပ်သလိုတိကခါနော်လေးတိ6လို့သူကထွက်တာအထွက်ဖို့အတွက်သူကသူ့ရဲ့ဒီအပေါ်တင်းတင်းသုံးနေလေးနေမှာ9နောက်ပေးရှိတယ်9နောက်ပေးအောင်မှာဒီကနန်းကပြန်ကြထားရမယ်ထိတ်သုံးလုံး9ကလည်း9ပလေးလို့ဝင်ရမယ်အဲ့ဒီမှာသူကဒီလေးတိ6ထွက်ရမယ်ဆိုရင်ဒီမှာလေးတိ6ပေါင်းခြင်းကသူကဒီမှာသူ့ဘောမှာနောက်ထောင်သုံးလုံးထောင်ခဲ့ရမှာအဲ့ဒါမှသူကဒီမှာအဲ့ကနန်းကိုအိုးရတာနော်အခုဒီမှာကသူက9နောက်ပေးအောင်မှာဒီတိတိခွန်ပြန်ကြတယ်ထိတ်တုံးလုံးတိတ်ကိုလည်းတိပိတ်ထည့်တယ်ဒီ9နောက်ပေးကိုသောင်းသုံးလုံးကိုးတယ်နော် အဲ့မှာဒီမှာထွက်တဲ့ဒီကျွန်တော်ပထမဆုံးရှေ့ပိတ်မှာထွက်တဲ့ထိတ်အောင်တုံးလုံး9ခါအောင်တုံးလုံး2နောက်အောင်နောက်တော့တုံးလုံး9 9နှစ်9အဲ့9နှစ်9ကသူကထိတ်ထိရအငင်းခါတာခါကနောက်ပိတ်နောက်ပိတ်ကခါ9 9နှစ်အဲ့9 9နှစ်ကသူကဒီမှာဒဲထွက်ရမှာအဲ့လိုထွက်ဖို့အတွက်သူကသူ့ပုံမှာသူကနောက်ထောင်တုံးလုံးဒီ9 9လို့သူကထောင်ခဲ့ရမှာအဲ့လိုထောင်မှာသူကသူ့အမလုံးဝဒဲကြတာနော်9 9နှစ်လို့ဒဲကြအခုဒီမှာဟနေတာဗျဒီပထမဆုံးထွက်ရှေ့ပိတ်မှာထိတ်တုံးလုံးက3ခါခါတုံးလုံးက2နောက်ပိတ်တုံးလုံးက2ဒါ3နှစ်နှစ်ဆိုတော့သူကဒဲပဲလीနော်ဒါ3နှစ်နှစ်ဒါမွေးသီးနော်3နှစ်နှစ်ဒီဘွဲမှာသူကထိုးလို့ရတယ် ဒါ2025မွေးတီနော်မွေးတီနှစ်ကွက်ပေါ့ကျွန်တော်တင်ပေးရ3နှစ်နဲ့480နော်အဲ့3နှစ်နှစ်ကသူကဒီမှာကျွန်တော်ကိုးနောက်ပိတ်ကဒီကနေ့ပြန်ကြတယ်ထိသလုံး400လေး4ပိတ်ဝင်တယ်ကိုးနောက်ပိတ်ကိုဒီသလုံး6လဲစောင်းတယ်တစ်ချက်ဟနေရဗဟနေရဆိုတော့ဒီ3နှစ်နှစ်ကဒီမှာနောက်ထောင်သုံးလုံးမထောင်ဘူးဖြစ်နေတာဒီမှာသူက350နှစ်တော့ဝင်သွားတယ်နော်ပါဝါစနစ်တော့ဝင်တယ်ဒီမှာလည်းသူကဒီထိထိထိနောက်ထောင်သုံးလုံးထောင်တဲ့ချိန်မှာ နောက်ထပ်တစ်ရက်ပေါ့ပေါ့6လို့ထောင်းတယ်နော်ထောင်းပြီးမှဒီပေါင်းချင်းကိုနောက်ထပ်သုံးလုံးကကိုက်နေရဖြစ်တယ်သူ့အောင်မှာသူကဒက်ဒက်အောင်နေပေါ့နော်ဒီမှာကသူကပေါင်းချင်းကဒုတိယကက်မှာလဲပေါင်းချင်းနဲ့နောက်ထပ်သုံးလုံးနဲ့ကိုက်တယ်နောက်ထပ်သုံးလုံး6ပေါ့သုံးလုံးချုပ်သုံးလို့လဲချုပ်တယ်ကိုနောက်ပိတ်ကိုဒီသုံးလုံးကိုလို့လဲစောင်းတယ်ထိသုံးလုံးတစ်ကိုလဲတစ်ပိတ်ကိုရိုက်တယ်နော်ရိုက်ပြီးတော့မှသူ့အောင်မှာနောက်ထပ်သုံးလုံးကပေါင်းချင်းကဒီမှာသူကဒက်ကြနေတာနော်အဲ့မှာခါသုံးလုံးသုံးရက်ပေါ့ပေါ့10ပိတ်ပါလို့သူကလာတယ် ကခွန်ပရိတ်တော့ကြိုက်တယ်ဗျာနော်ဒီမှာဒီခါသုံးလုံးဒီနှစ်နှစ်ပါပါခွန်ပရိတ်ဆိုရင်ဒီမှာက၃နှစ်နှစ်ကခွန်ပရိတ်ပဲလीနော်၃နှစ်နှစ်ကခွန်ပရိတ်ပဲအဲ့မှာသူကကျွန်တော်တို့ကထိထိစီးရတော့အငြိထိသုံးလုံးပေါင်း၃ဒီအငြိအဲခါသုံးလုံးခါသောင်သုံးလုံးဒီနောက်ပြီးနောက်နောက်ပြီးသုံးလုံးဒီခါဆိုတော့ဒီမှာနှစ်နှစ်ဆိုတော့သူကလှည့်လို့မရတော့ဘူး၃နှစ်နဲ့တပေါက်ထဲပဲရှိတော့တာနော်အဲ့မှာလို့ကျွန်တော်တို့ကဒီဘွဲမှာက၉နောက်ပိတ်အောင်မှာဒီကနန်းကပြန်ကြတယ်ထိသုံးလုံး၄ကို၄ပရိတ်လို့လည်းဝင်တယ်၉နောက်ပိတ်ကိုဒီသုံးလုံး၉လို့လည်းစောင်းတယ်အဲ့ဒီမှာဟနေတာကနောက်ထောင်သုံးလုံးဒီ၃နှစ်နဲ့မဟုတ်ဘူးဖြစ်နေတာဒါမှမဟုတ်အိုးလို့မရဘူးကျွန်တော်တို့ကအိုးရရတယ်မရဘူးဆိုတာစနစ်ကိုကြည့်တာ ဒီမှာအပေါင်းကြီးကလည်း3နှစ်နဲ့ဒီမှာလည်းသူကထောင်ကနန်းကလည်း3နောက်ထောင်3လုံးကလည်း3နှစ်နဲ့ဆိုရင်ဒီဘွဲမှာကျွန်တော်ကဥသူပသက်ပြင်းလို့ရတယ်နော်ပုစုပသက်ပြေးတာမပြေးတာသူ့လို့ပေါ့နော်အခုကသူကနောက်ထောင်3လုံးအောင်တစ်ချက်ဟနေတာပါဝါစနစ်ထည့်တယ်နောက်ထောင်3လုံးတစ်ချက်ထည့်ရှိမှဒီ3လုံးက5လို့ချုပ်တယ်ကိုးနောက်ဘက်ကိုလည်းဒီ3လုံး5လို့ချုပ်တယ်ဒီမှာလည်းကျွန်တော်တို့အဲပြင်ကြကနန်းကစားထားတယ်ဟနေတာဒီဒီ3နှစ်နဲ့ကိုဒီမှာ3နှစ်နဲ့လို့သူကမထောင်ဘူးဒါမှမဟုတ်အပူးထွက်မှာမဟုတ်လို့အပူးပဲထောင်ပေးတာလားနော်အဲ့ဒါတစ်ချက်ပြန်ကြည့်ရမှာကျွန်တော်တို့ အမှန်ဆိုဒီပွဲမှာကျွန်တော်တို့က၃နှစ်နှစ်ကိုဒါဘရစ်ရှီရဲ့ယူနိုက်တက်နှစ်ကျော်ကနန်းကလုံးဝပြန်ကျသွားဖြစ်တဲ့အတွက်အဲဘရစ်ရှီမှာပေါင်းတဲ့ဥပေါ်ကနန်းနဲ့သူ့အပေါ်ဘရစ်ရှီရဲ့အပေါ်ကနန်းဘရစ်ရှီရဲ့အောက်ကကနန်းအဲ့မှာကျွန်တော်တို့ထိသီးထိသီးပေါင်းခါခါခါတူခါပေါင်းနောက်ပြီးတူနောက်ပြီးပေါင်းအဲ့မှာပေါင်းရလိုက်ဒီ၃နှစ်နှစ်၃နှစ်နှစ်ကိုကျွန်တော်တို့ကဒီဖရင်ရဲ့ဒီအောက်မှာကျွန်တော်တို့ကဒီမှာအိုးရမှာဒါအိုးချင်းအိုးပေါ့နော်အိုးချင်းအိုးအဲ့မှာသူကနောက်ထောင်၃လုံးဒီ၃နှစ်နှစ်မထောင်ကျွန်တော်တို့ကတော့မအိုးဘူးပေါ့နော်အရင်ပဲထိုးမယ်ပေါ့ဒါကတော့သူကလှမ်းရလဲစနစ်လည်းမဟုတ်ဘူးနော်၃နှစ်နှစ်တည်းပဲ ဒီ shipment ရဲ့ brown trade shipment ရဲ့တစ်ထိပ်ကျော်ကဏ္ဍပြန်ကြလို့အဲဒီ shipment ရဲ့အပေါ်ကဏ္ဍရဲ့အောက်ကဏ္ဍရဲ့ဟိုသူကထိထိထိပေါင်းခါသလုံးပေါင်းနောက်ပိတ်သလုံးပေါင်းနေ၃နှစ်နဲ့ရတာအဲ၃နှစ်နဲ့ကဒက်ဒီ plane အောက်မှာပြန်ကြရမှာအဲ့လိုကြောက်ဖို့တော့သူကဒီမှာက power စနစ်ထည့်တယ်၃နှစ်နဲ့လို့မထောင်ခဲ့ဘူးမထောင်ခဲ့တာဖြစ်တဲ့အတွက်အိုးကျင်နေအိုးမဟုတ်ကျင်နေအရင်မထူးမူးသီးပေါ့နော်အခုတင်ပြတဲ့ site ကကျွန်တော်တို့ကဒါ၃ခွန်ခွန်ရဲ့အဆက်ပဲနော်အဲ့မှာကျွန်တော်တို့လက်ရှိနေတဲ့မှာလည်း၃ခွန်ခွန်အောင်ပြီးရတာဖြစ်တဲ့အတွက်အဲ့၃နှစ်နဲ့ဒက်ရလေးရှိတဲ့ဒက်ရဒီနှစ်ကွက်ကိုမူးနော်ဒီလေးရှိတဲ့မှာကဖော်မူးနဲ့တိုက်ဆိုင်ပြီးတော့မှကျွန်တော်တို့သုံးမယ်ဆိုရင်နော်အဲ ခွန်ကားရှိတဲ့အတွက်ကွာနှစ်ပေါ့နော်ကွာနှစ်ဆိုရင်ကျွန်တော်တို့၄တုံညာရှိနေ၈တုံညာ၄ပေါ့နော်အဓိကတော့ကျွန်တော်ဒီစနစ်ကထုတ်ပြီးတာဒီနှစ်ကွက်ပဲတဲ့ပဲနော်ဒီနှစ်ကွက်တဲ့ပဲအာဒီကောင်မွေးပေါ့တကယ်တော့ဒီဘွဲမှာတော့ကျွန်တော်တို့ကဒီဆလီဘရိတ်ပေါ့နော်ဒီဘွဲမှာကျွန်တော်တို့ကဆလီဘရိတ်ကိုတိကျကြောက်ရဲဆိုရင်တော့အဲဒီဘွဲမှာအိုဒီရှိမယ်မကြိုက်တော့အိုဒီမရှိဘူးဗျာဘာလို့လဲဆိုတော့ဒီတော်တော်လေးရှစ်ပရိတ်ရဲ့ရင်နဲ့ဒီနေ့ကျော်ဒီကနေ့ကပြန်ကြတယ်ပြန်ကြပြီးသူကအောင်မပွဲကြုံမှာအဲဆလီဘရိတ်ကိုဆလီဘရိတ်ကိုရိုက်ခိုင်းသူ့အောင်မှာကျွန်တော်တို့ကအိုးလို့ရတယ် ပြန်ကြလာနိုင်လားဆိုတော့အချီအဖေါ်တော့တင်ထားတာတွေ့ရပဲနော်ကျွန်တော်ကျွန်တော်ညီလမ်းရတော့ကျွန်တော်စနစ်ထဲမှာတော့မတွေ့ဘူးမတွေ့ဘူးဆိုတာမလာနိုင်ဘူးလို့ပြောတာမဟုတ်ဘူးနော်စနစ်ဆိုတာဘောင်းဆောင်ရှိတယ်သူကအပေးနိုင်တဲ့စနစ်နဲ့မပေးနိုင်တဲ့စနစ်ကိုကြိုက်အဓိကကိုကြိုက်ရင်ခိုင်းလိုက်ဘာလို့စနစ်ကသူကစိုက်အကွက်တစ်ထောင်သူစိုက်ရတစ်ထောင်မကောက်ရှိတယ်အဲ့မကိုကြိုက်ဖို့ပဲလိုတယ်နော်ကိုကြိုက်ခိုင်းလိုက်ဒီမှာလဲကျွန်တော်တို့ကဘရောင်းထွက်တဲ့ရှစ်ပြည့်ရင်တဲ့ကျွန်တော်ဒီ၃ပြတိ၃ညခုံကဒီမှာပြန်ကြတယ်အဲ့၃ပြတိကိုအောင်နှစ်ပွဲကျော်မှ၃ပြတိလို့ရိုက်ခဲ့ရင်နော်ဒီမှာကျွန်တော်တို့က ဒီဘွဲမှာအိုးသီးရှိတယ်ဒီမှာလည်းဘရောင်းထွက်ရှိပြည့်ရင်တင်းကြော်ကနေပြန်ကြပါပြီ14ပြည့်ကနေအဲ့14ပြည့်ရင်အောက်နှစ်ဘွဲကြော်မှာ14ပြည့်လို့လာကြခဲ့ရင်ဒီဘွဲမှာလုံးဝအိုးသီးရှိတယ်နော်အဓိကကျွန်တော်ဒီစနစ်ကဒီမှာ3နှစ်နှစ်ကိုအိုးကျင်အိုးပေါ့နော်အထောက်ကတစ်ချက်လွတ်နေတယ်သူစနစ်ရတော့ရှိပြည့်ဘရောင်းထွက်ရှိပြည့်ရင်တင်းကြော်ကနေပြန်ကြပါပြီအဲ့မို့3နှစ်နှစ်ကိုကျွန်တော်တို့ကဒယ်မိုးရမှာအဲ့မို့သူကဒီဖရိတ်မှာလာပြီးတော့မှသူပေးနေတာအဲ့ဒီမှာသူကပထမလွတ်နေတာကပေါင်းချင်းရောနောက်ထောင်ရောကိုက်တယ်သူကမှအောင်တယ်ဒုတိယကက်မှာလည်းပေါင်းချင်းရောနောက်ထောင်ရောကိုက်တယ်သူကမှအောင်တယ်အခုကပေါင်းချင်းက ဒီမှာနောက်ထောင်မထောင်ဘူးနောက်ထောင်မထောင်တဲ့အတွက်ဒီမှာအောလို့မရဘူးနော်ဒါထိုးခြင်းတဲ့လူထိုးလို့ရအောင်၃နှစ်နှစ်လို့တင်ပေးတာနော်အာဒီကတော့မွေးသီးပေါ့ဒီနှစ်ကွက်ကနော်ဒီနှစ်ကွက်မွေးသီးအဲမွေးနိုင်မွေးခြင်းတဲ့လူမွေးကြက်တဲ့လူမွေးနော်အဲမကြက်လူမွေးနဲ့ဘယ်သူမှတင်မထိုးခိုင်းဘူးနော်ဒါ၃နှစ်နှစ်ကတော့သူ့ဖရိန်ရောက်နေပြီနော်သူ့ဖရိန်ကိုရောက်နေအထောက်လွတ်နေလို့ဒီမှာ၃နှစ်နှစ်မထောင်လို့ဒါမှမဟုတ်အပူးထွက်မှမဟုတ်လို့များအပူးပဲထောင်အပူးပဲထောင်ပေးရလားတော့မပြောတတ်ဘူးပေါ့နော် ဒီမှာ၃နှစ်နှစ်ကတော့သူ့ဖရိတ်ကတော့ဒီပွဲမှာသူကအော်မှာဘာလို့ဒီကောင်ကရှစ်ပရိတ်ကလှုပ်လှုပ်သွားပြီလေနော်ရှစ်ပရိတ်ကလှုပ်လှုပ်သွားရှစ်ပရိတ်နဲ့ပတ်သက်ပြီးတော့လေ၃၀၀၀နဲ့လှုပ်လှုပ်သွားပြီနော်အဲ့မှကျွန်တော်ဒီရှစ်ပရိတ်ကနေ9နှစ်မြောက်ကြီးလိုက်တဲ့ရှစ်40ဟာနောက်ပိတ်ညခါတိထိတ်ထိတ်ဒီခါရှစ်တွဲကိုလှမ်းပြီးတော့မှ480လောက်ကျွန်တော်ကထင်မွေးရမှာနော်ကြည့်အားလုံးကိုလည်းပါကျွန်တော်တင်ပြရအဲ့ဒါလေးတက်တင်ပြရအောင်နော်ကျွန်တော်မတင်တော့ဘူးနေလားရင်ပေါ်ကကျွန်တော်စိတ်တက်ကြသွားကိုးထိတ်လည်းတူတယ်စီနီယာအော်ရာလည်းစီနီယာလည်းတူတယ်အဲ့ဒါမှ980ဆိုတော့မပြောတော့ဘူးလေနော်မနေဥပါပါ မနေဥပါပါအခုပွဲကကျွန်တော်ကတော့6တုံညာတုံးပဲအိုးမှာပါနော်6တုံညာအိုးမှာဆိုတော့ဘယ်လိုမျိုးပုထုပသက်တော့မအိုးဘူးလို့နော်6တုံညာတုံးကိုဆရာဘောရထောင်းကြိုက်တယ်ဘူးတူဟုတ်ကဲ့ပါကိုမြန်မိုးမင်္ဂလာပါနော် MC ကြော်ကြီးဟုတ်ကဲ့ပါ AP မိုဘိုင်းမင်္ဂလာပါနော်ဩတာရမင်္ဂလာပါကျွန်တော်ညနေခွန်ခွန်ရှိကိုဆိုရင်ခွန်ရှိကိုဆိုတက်တောင်းပါသေးတယ်ကိုခွန်ချစ်ပြတာ တုံညကူးချင်းมาလေကိုတဲ့อืมတုံညကူးချင်းมาလေဆိုပြောတတ်ပါဘူးเนาะကျွန်တော်က6တုံညသုံးကတော့တော်တော်ကြိုက်တာဗျเนาะ6တုံညသုံးကတော့ဘက်ပေါင်းတော့အောင်ကြိုက်တာအဲ့ကောင်ကကျွန်တော်ကထိုးมาနည်းနည်းတင်ထိုးมาဗျเนาะဒီ6တုံညသုံးကဒီကောင်တော့ဒီဘွဲမှာကျွန်တော်အိုးဗျเนาะကျွန်တော်တဘွဲသားအရင်တော့အဲအရင်ဘက်ကတဘွဲသားဝတ်ထားတဲ့လူတွေအခုဘွဲမှာဒီကနန်းအိုးတာပါလို့เนาะဒါဒါဒီကျွန်တော်တို့ဒီ16ချိန်မှာဒီကနန်းအိုးတာပါเนาะဘာဘာမှာလာတောင်းတယ်မလို့ပါဘူးเนาะဒီမှာကျွန်တော်အားလုံးကိုတင်ပေးထားတာဗျเนาะအဆက်ရိုက်မယ်ရိုက်ပါခင်ဗျာเนาะကိုကိုဟုတ်ခဲ့ပါเนาะ အဲရိုက်ပါနော်ဒီမှာအဲမူဒီကတော့ဒဲမူဒီတွေ3နှစ်နဲ့၄80နော်ဒဲတွေသူကသူစနစ်ရပါဘောနော်ကျွန်တော်လှည့်ကြမှာလှည့်ဝိုင်းတော့မပြောတတ်ဘူးအဲ6 6 6လဲထိုးထိုးလို့ရတယ်အဲ့ဒါကိုပြောတော့နှစ်ခွားထွက်နေတာလို့ဒီမှာကျွန်တော်တို့ကဥစားပေးရမှာတော့ကျွန်တော်တို့ကဒီမှာအလုပ်လုပ်တဲ့ကောင်ကိုဥစားပေးရမှာလीနော်အလုပ်လုပ်မှာအလုပ်လုပ်တဲ့ကောင်ကိုထမင်းကျွေးရမှာပဲဒီတော့ဒီမှာကျွန်တော်တို့က6 ီမှာပေါင်းချင်းကသူကဒီရှစ်ပိတ်ကလှုပ်လှုပ်သွားတာကိုလှုပ်လှုပ်သွားတော့ကျွန်တော်ကဒီကောင်ပဲယူလိုက်တာဒီ6လေးတိတ်နဲ့ဒီပေါင်းချင်းနဲ့ကိုက်နေတာကိုက်နေတော့သူကဒီကောင်လည်းဟုတ်တယ်ဒီကောင်လည်းယူလို့ရတယ်နော်သုံးကတ်မှာသူကနှစ်ခွထွက်သွားတာဒီမှာပေါင်းချင်းကိုနောက်ထောင်ကိုကိုက်တယ်အဲ့မှာသူကဒီကွက်ထဲထွက်တာကိုနော်ဒီမှာပေါင်းချင်းကြတော့3နှစ်နေနောက်ထောင်3လုံးကြတော့668နော်668အဲ့လိုဖြစ်နေတာနော်668ကိုအဲ့လိုဖြစ်နေတာအဲ့မို့ကျွန်တော်ဒီမှာအဲဒီ3နှစ်နှစ်ကိုထိုးမလားဒါ668အဟောက်ထိုးမလားအဲဒီမှာစဉ်းစားပါဘောနော် ဒီမှာသူလည်းအေးသူပြောမှကျွန်တော်တတိထားမိရယ်ဒီပေါင်းချင်းကိုလည်းကြလို့ရတယ်လို့ဒီနောက်ထောင်၃လုံးကိုလည်း668ဆိုပဲနောက်ထောင်၃လုံးလည်းအဲကြလို့ရတယ်ဒီမှာကနော်အေးဟုတ်တယ်အဲ့လိုမျိုးနှစ်ခွထွက်နေတာအဲ့နော်နှစ်ခွထွက်နေတာသုံးကတ်မှာဆိုတော့မယိုးရှင်းတော့ဘူးဆိုတော့အဲ့လိုအဲ့ဒါပြောပြရနော်သုံးကတ်မှာဒီမှာက၃နှစ်နဲ့တထောင်ခဲ့ရင်တော့ဒီဘွဲမှာပြင်းတာပေါ့ဗျာ၃နှစ်နှစ်ကိုဘာမှမကြည့်ပဲပြင်းတော့ဒီမှာကပေါင်းချင်းက၃နှစ်နဲ့ထောင်သား668ဆိုတော့ဘာမှလည်းမဆိုင်ဘူးနော်668ပဲပေးမှလား၃နှစ်နှစ်ကိုပဲပေးသွားမှလားဒါမှမဟုတ်တစ်ခုမှမပေးဘူးလားနော်လိုင်းလိုင်းကွဲလာရင်ကျွန်တော်မကြိုက်ဘူး အဲ့လိုကျွန်တော်တို့အထောက်တွေစုံမှကျွန်တော်အိုးတာဒီလိုမျိုးကွဲဝိုင်းကိုမကြိုက်တော့နော်ဒါပေမဲ့ကျွန်တော်တို့ကတာဝန်ရတော့ထိုးရမှာပေါ့နော်ချက်ချက်ရှိလဲထိုးမယ်တုံးနေလဲထိုးမယ်ပေါ့နော်ကျွန်တော်6တုံညာ3ကိုကျွန်တော်ကအထိုင်ပေါ့နော်ကျွန်တော်ကရှေ့ပွဲမှာဒီခုပွဲမှာဟိုကကြိုက်တယ်ဗျရှေ့ပေါင်း9ကြိုက်ရပေါ့နော်ဒီလိုကြိုက်တယ်ကျွန်တော်630ရဲ့အဲ360ရဲ့ရှေ့ပေါင်း9နဲ့ကျွန်တော်ကြိုက်တယ်ဒီနှစ်ကွက်ကြိုက်တယ်ဒါပေမဲ့သူစနစ်ကတော့အာစနီကြီးဖြစ်နေတာပေါ့နော်အာစနီကြီးဖြစ်နေဒီနှစ်ကွက်ကိုတော့ကြိုက်တယ်ဘာလို့ရှေ့ပေါင်း9ကြိုက်လို့ကျွန်တော်နော် ဒါပေမဲ့အားတော့အားရမှာသူစနစ်ကအားမှာနော်ဒီကွန်ပျူတာပြန်ကြရည်ကလုံးဝလုလုခဲတာဟုတ်နော်ကွန်ပျူတာပြန်ကြရည်ကကျွန်တော်တို့ကလုံးဝလုလုခဲတာသူတို့၄ကမ်းမြောက်လုလုခဲတာပြန်ကြတဲ့ပတ်သက်ရင်တရားရကလုံးလုလုခဲတာနော်အမှုသူကနောက်နေ့မှလည်းကိုနောက်ပိတ်ကဆက်တယ်လို့သူကဒီကွန်ပျူတာပြန်ကြရည်ဒီချင်းဒီချင်းသုံးချင်း၄ချင်း၅ချင်း၆ချင်း၇ချင်း၈ချင်း၉ချင်းတက်တဲ့ဒီကနန်းကလိုက်ဖက်ဖို့အားကောင်းနေကိုဘွဲမှာကျွန်တော်တို့ကအိုးတယ်ဆိုတာဒီမှာသူဘေး၄ချင်းမှာရှိတဲ့၈၄၃၂၆၆တဲ့ကနန်းဖြစ်နေတာနော်အမှုဒီဘွဲမှာကျွန်တော်အိုးရတာအမှဘရိတ်ကိုလည်းကျွန်တော်ဖမ်းပေးထားတယ်နော် ရီအောင်မူမင်္ဂလာပါနော်ဝင်းကျော်ချောက်ရှိလေကောင်းပါ20ပရိတ်က5ဆုံးပရိတ်နှစ်တိုင်းကြာနေတာတဲ့ဟုတ်ကဲ့ပါနော်အမူ3ကက်မှာလှည့်သွားမလားပေါ့နော်ဒီ3နှစ်နှစ်ပဲပြေးမှာလား3နှစ်နှစ်ထဲပြေးမှာလား6ရက်အောင်ပြေးမှာလားဟမ်ဒါတော့လီးရှိတယ်တော့ဘယ်ချင်းကြာမလဲမသိဘူးမွေးသီးပေါ့တူတော့ကျွန်တော်ကြိုက်တာတော့ကျွန်တော်6 3ညာ3ကြိုက်တာပါနော်ဒီကောင်ပက်လက်ကြိုက်တာပဲဒီမှာ630 360ကျွန်တော်ကတော့ဒီရှေးပေါင်း9နှစ်တင်ထိုးမယ်လို့ကျွန်တော်ကဆုံးဖြတ်ထားပါနော်တုံညာပြန်ပုံရင်တုံညာခါပြန်ပုံရင်တုံညာလုံးတွဲနဲ့ပြန်ပုံဆရာဘွားတင်တာဆက်ရှိဟုတ်ကဲ့ပါနော်စောစောလက်မင်္ဂလာပါ เนาะအရင်တပွဲစားဝတ်ထားတဲ့လူလည်းဒီဘွဲမှာဒါအိုးသီးပါပဲဘာမှမလာတောင်းကြမလို့ပါအောင်เนาะကျွန်တော်အားလုံးကိုလိုင်းဘောလူတွေကိုအကုန်ပြပေးရပါเนาะကြိုပြီးတော့ရင်ဘွဲရင်ဘွဲမထွက်ခင်နေအောင်ပြတာเนาะတူတူအောင်မယ်လို့ဘာ6တုံညာတော့အိုးသီးနေဘာပေါင်းတော့ကိုက်တယ်เนาะအဲ့ဒါမှကျွန်တော်တို့6တုံညာတော့ကျွန်တော်တို့စင်နာနဲ့တင်နာဘောပြပေါက်သီးဖြစ်ရှင်မဖြစ်ရှင်အောင်ကျွန်တော်တို့လည်းနဖျားမဟုတ်ဘူးလीเนาะပေါက်ရမယ်မပေါက်မရအောင်ဒါဒီနေ့ကတော့ကျွန်တော်တို့လိုင်းဘောလေးတင်ပေးတယ်တုံးခုံခုံပါเนาะတုံးခုံခုံတစ်နေ့ဦးမှာကျွန်တော်ကတုံးညာခုံခုံအားရဲတုံးခုံခုံအားနှစ်ကွက်ဒီဘွဲမှာကျွန်တော်ကချက်ပေါက်ရှင်မွေးသူကြီးတို့မှာဒီလေးကွက်နော်ဒီစနစ်တွေ၄၅တိုက်လောက်စုံနေအောင်မဟုတ်လို့ကျွန်တော်တင်ပေးတာ ထွေးလို့ရမထွေးလို့မရဘူးလीနော်ကာကျိုးလားမင်္ဂလာပါနော်ကဲအဲ့ဒါတက်တင်ပေးတာပါကျွန်တော်ဆင်းပါပြီနော်အားလုံးမင်္ဂလာပါဗျကံကောင်းကြပါသည်နော်ကုအောင်မောင်ဟုတ်ကဲ့ပါ